မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်တွင်းငယ်ကျွာအနီးမှာရှိတဲ့စုပ်စုရဲ့တကက73ခေါ်အမှတ်73တန်းမြင့်လေးကျင်ရဲ့အကြောင်းမှာစုပ်စုကလေရင်ပြေလန်းဖောက်လုံနေတယ်လို့တော်လင်းအင်အားစုတွေကအမှတ်ပြီးကိုပြောပါတယ်။တကက73ထဲမှာစုပ်စုကဖောက်လုံနေတဲ့လေရင်ပြေလန်းကို Google Map မှာလည်းမြင်ရပြီးတော့လက်ရှိမှာစုပ်စုကလေချောင်းကနေလိုအပ်တဲ့ပစ္စည်းတွေပို့နေတယ်လို့တက်အတွင်းမှာရှိနေတဲ့ဗဟိုးတွေရန်ရယာတွေနဲ့ပြေလန်းဖောက်နေတာပါ။ ဒီလေရင်ပြေးလန်းပြီးသွားရင် လေကြောင်းတိုက်ခိုက်မှုတွေအခုတည်းပုံမကြောက်လာရတော့မှလို့တော်လန်ရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်။လက်ရှိမှာတပိတ်ချင်းမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်ဖို့နဲ့အင်အားပြည့်ဖို့မန္တလေးမြို့တရားဦးနဲ့မေတီလာလေရင်ကွင်းကိုအဓိကအသုံးပြုနေပြီးတော့တပိတ်ချင်းကိုဘုံကျဲဖို့တရားဦးကနေဂျက်ဖိုက်တာနဲ့လာပါကနိုင်ဝက်နီးပါးကြာမြင့်တယ်လို့ဒေသခံတွေကဆိုပါတယ်။ တော်လိုင်းတက်တွေအနေနဲ့တပိတ်ချင်းမျိုးအပါဝင်တပိတ်ချင်းတွေတကစစ်ကန်အများအပြားကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာရှစ်လကြာပြီဖြစ်ပေမဲ့အဲ့ဒီ73တက်ကြောက်ကြီးရွာအနီးကနေပညာတက်နဲ့ခွန်မာရွာအနီးကစာခါတာနဲ့ခေါ်စစ်အခြေခံလေးချင်းတက်တွေကိုမသိမ်းနိုင်သေးပဲကြံနေတာဖြစ်ပါတယ်။